တခါဦးစင်ကလေတို့တခါဓမ္မတွေကိုဒီခရီးသွားတဲ့ခါမှာမေတ္တာပို့တဲ့မေတ္တာပို့နည်းလေးကိုဦးစင်ကအဲတင်ပြပေးခြင်းပါတယ်ပြောပြပေးခြင်းပါတယ်ပေါ့နော်အဲဦးစင်တို့ဆိုပါစို့ကိုယ့်ရဲ့ကိုယ်ပိုင်ကားနဲ့ပဲသွားသွားဒီစပတ်ကားနဲ့ highway ခရီးပဲသွားသွားဒါမှမဟုတ်ဆိုင်ကယ်စီးလို့ပဲသွားသွားခရီးတစ်ခုသွားတဲ့အခါမှာဒါမေတ္တာပို့တဲ့နည်းလေးပေါ့နော်ဒါလေးကိုဦးစင်တို့ပြောပြမယ်ပထမဦးဆုံးပေါ့နော် ကိုယ့်ရဲ့သွားမဲ့ရှေ့တည်တဲ့အရက်ကိုမေတ္တာပို့မယ်ပေါ့ဗျာငါဤရှေ့တူရှုအရက်၌ရှိကြကုန်တော့နတ်လူမြန်မာတတဝါအလုံးဒေးရန်ကြောင်းကြဆင်းရဲကင်း၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေငါဤနောက်အရက်၌ရှိကြကုန်တော့နတ်လူမြန်မာတတဝါအလုံးဒေးရန်ကြောင်းကြဆင်းရဲကင်း၍ ကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေ။ငါဤဝဲရာအရ၌ရှိကြကုန်သောနတ်လူမြန်မာတတော်အားလုံးဒေယံကြောက်ကြအစင်ရဲ့ကင်၍ကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေ။ငါဤအထက်အရ၌ရှိကြကုန်သောနတ်လူမြန်မာတတော်အားလုံး ဘေးရန်ကြောက်ကြဆင်းရဲကင်း၍ကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေ။ငါဤအောက်အရ၌ရှိကြကုန်သောနတ်လူမြတ်မာတ္တဝါအလုံးဘေးရန်ကြောက်ကြဆင်းရဲကင်း၍ကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေ။ ဒါယခုလိုလေးမြတ်တာပို့မယ်ဆိုရင်ကိုသွားမဲ့ခရီးဟာဒါရှောရှောရှူရှူနဲ့ချောချောမွေ့မွေ့နဲ့အန်တရယ်ကင်းစွာနဲ့လိုရာခီးကိုလိုရာပန်းနိုင်ကိုရောက်ပါလိမ့်မယ်ယခုနည်းလေးနဲ့မြတ်တာပို့ပြီးတော့ခရီးသွားကြပါဗျာအနော်